အားလုံးပဲမင်္ဂလာပါရှင်အော်တိုဘားလ12ရက်နေ့ကနေ16ရက်နေ့ထိတပတ်တာအတွင်းဖြစ်ပေါ်လာနိုင်တဲ့မိုးလဝသဖြစ်စဉ်တွေနဲ့အထူးသတိပေးချက်တွေကိုတင်ဆက်ပေးပါရမယ်နှုတ်ဆက်ထွက်ခွာပေါ်ပြင်ဆင်နေတဲ့မုတ်တုံလီဟာကပလီပင်လယ်အော်တောက်တရုတ်ပင်လယ်အာရူပြပင်လယ်နဲ့ထိုင်းပင်လယ်ကွေ့မှာ ဖြစ်ပေါ်လာနိုင်တဲ့လေပြင်းနဲ့ရဝန်တွေအပါအဝင်ထူးခြားမိုးလဝသဖြစ်စဉ်တွေကြောင့်မြန်မာနိုင်ငံရဲ့မိုးနောက်ကာလကိုတန်ရုံစင်မပြတ်ဆွဲဆန်းလို့နေနေပါတယ် ဒါအပြင်လာနီညာဆိုတဲ့အစွန်ရောက်ရသည့်ဥတုဖြစ်စဉ်ကြောင့်အော်တိုဘာလကုန်တည်တာမကနိုဝင်ဘာလဆန်ပိုင်းထိကိုမိုးရွာမှုတွေဆက်ရှိနေနိုင်ပါတယ်။ဒါဟာမိုးစပါးရိတ်တင်ကြဖို့အခြေစောက်ဆိုင်နေတဲ့တောက်သူဦးကြီးတွေအတွက်သတင်းကောက်တော့မဟုတ်ပါဘူး။နေ့စဉ်မိုးလေဝသခန့်မှန်ချက်တွေကိုစောက်စာကြည့်ရှုပြီးနေသားရဲ့ရက်ပိုင်းတွေမှာရင်းမဲ့နေတဲ့စပါးခင်းတွေကိုအမြန်ရိတ်တဲပြီးလုံခြုံတဲ့အမှုကအောက်တေစီပို့ဆောင်ကြဖို့စပါးဆိုင်တောက်သူကြီးတွေကိုအကြံပြုလိုပါရဲ့ရှင်။ တပတ်တာအတွင်မိုးရသမှုခန့်မှန်ချက်တွေကိုပြောရရင်မွန်ကရင်ပဲခူးတိုင်းတနင်္သာရီတိုင်းအေရဝတီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာကွက်ပြုံမှုများနိုင်ပါရဲ့ရှင်မလက်ပြန်အတွက်တော့ကရင်နီရှမ်းပြည်တောင်ပိုင်းရခိုင်ကရင်မွန်တနင်္သာရီတိုင်းနေပြည်တော်ပဲခူးတိုင်းအေရဝတီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာမိုးပုံများနိုင်ပါတယ်အော်တိုဘာလ14ရက်နေ့15ရက်တွေမှာတော့ကချင်နဲ့စကိုင်းတိုင်းတို့မှာမိုးရသုံးလိုက်ကြီးအလွန်နေပါနေပါတယ် ဒီတစ်ပတ်တွင်ကပလီပင်နယ်ပြင်နယ်ဘင်္ဂလားပင်နယ်အော်ရုံမှာမုတ်တုံလေအားနှင်းငယ်ကနေအာတင်းတင်းသာရှိနိုင်ပြီးမြမပင်နယ်ပြင်မှာလည်းလိုင်းတင်းတင်းသာရှိနေမှာဖြစ်ပါတယ်။ဒါဟာပင်လေခီးသွားရည်နဲ့ကန်နီကံဝေးရေလောက်သားတွေအတွက်တရင်ကားဖြစ်ပေးပို့လိုက်ပါတယ်ရှင်။အစိုးရမိုးလေဝသဖြစ်စဉ်ဖြစ်တဲ့လာနီညာဖြစ်စဉ်ဖြစ်ပေါ်မှု82ရာခိုင်နှုန်းထိမြင့်တက်လာနေပါတယ်။ဒါကြောင့်မိုးလွန်ကာလမှာဆောင်းရည်အေးများမှုနဲ့အတူမိုးရသုံးမှုတွေဆက်တွေဖြစ်ပေါ်နေဦးမှာပါ အခုလိုလာနေညာဖြစ်စဉ်မှာစိုက်ပျိုးသီးနှံတွေအတွက်ဖြတ်ပိုးတွေနဲ့ယောဂတွေကြာရောက်လေးရှိတာကြောင့်တောက်သူဦးကြီးတွေအနေနဲ့စိုက်ပျိုးသီးနှံတွေကိုနေ့စဉ်စောင့်ကြည့်ပြီးကီးစိုက်ကြဖို့တိုက်တွန်းလိုပါတယ်ရှင်။မူလဝတ္တဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CG platform ရဲ့နောက်ဆုံးရမူလဝတ္တခံမှန်ချက်တွေကိုလည်းဆက်လက်ဆောက်ကြည့်ပေးကြပါလို့မြစ်တိုင်ရဲ့ခံလိုပါရရှင်။ CG platform ရဲ့မူလဝတ္တခံမှန်ချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝပြီးစစ်ပေတွေကနေအမြန်ဆုံးကင်းဝေးပါစေလို့ကျမစင်တီကဆုတောင်းပေးပါရရှင်။ ဝိလိဝတာခံမှန်ချက်တွေဟာနီးပညာသောခံမှန်မှုတွေအပြင်ဒေတာအလိုက်ထူကြဖြစ်စဉ်တွေကိုပါထည့်သွင်းတွက်ချက်ပြီးခံမှန်မှုဟာပုံမထိရောက်နိုင်တာမလို့မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့ဝိလိဝတာနဲ့ရည်သူဥတုဖြစ်စဉ်တွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်